ဟုတ်ကဲ့မင်္ဂလာပါဗျာ 2D KMD မှာ 2D ဝါသနာရှင်များအားလုံးကိုနှွေးထွေးစွာကြိုဆိုလိုက်ပါတယ်ဗျာဒီနေ့မှာတော့ကျွန်တော်တနင်္လာအဖွင့်ရဲ့အတွက်ပေါ့နော်အဖွင့်လာမဲ့ 2D Lucky ကနန်းလေးကိုကျွန်တော်တွေ့ပြပေးမှာဖြစ်တယ်ဗျာကိုမတော်ကလည်းကြည့်ပြီးတော့ကြိုက်နှစ်တက်ရင်တော့သုံးပေါ့နော် တောက်ကြံနေညနေရတော့ကျွန်တော်လေးထိတ်ဆိုတော့ကျွန်တော်ရဲ့၄၉နှစ်၆အခွေပေါ့နော်ဒီအခွေလေးများထွက်မလားဆိုပြီးတော့ကျွန်တော်တို့ညှော်လိုက်ရသေးတယ်ပေါ့နော်ဒါပေမဲ့လည်းကျွန်တော်တို့ပြန်ကြ၄၅နဲ့ကျွန်တော်တို့ခံလိုက်ရတာပဲဗျလေကောင်အထုကုစေကံနဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျာ ကျွန်တော်ဒီမှာနှစ်ထိပ်လေးပေါ့နော်ဒီမှာနှစ်ထိပ်လေးဆိုပြီးကျွန်တော်ရထားတယ်ဗျာဒီနှစ်ထိပ်လေးကိုလည်းကျွန်တော်ယူထားတာလေးကိုကျွန်တော်ရှင်းပြပေးမယ်ပေါ့နော်ကိုမတို့ကကြည့်ပြီးတော့ကြိုက်နှစ်တက်ရင်တော့သုံးပေါ့ဗျာနော် ဒီဘက်မှာတော့ကျွန်တော်တို့ဒီ6 break ပေါ့နော်60ဆိုတော့6 break ထွက်ထားခြင်းကြောင့်သူ့ရဲ့အောက်မှာ9ရောက်တွင်မှာထွက်တာဒီ၃ည break ၄ break ပေါ့နော်ဒီ break နှလုံးနဲ့ရတလုံးကတော့ဂျင်းဒီစင်တာဖြစ်တယ်ဗျကျွန်တော်ဒီ6 break ထွက်ပြီးရင်သူ့ရဲ့အောက်မှာ၃ည break ၄ break ပေါ့နော်ဒီ break line ရလည်းရှိတယ်ဗျ၄ break ကတော့ကျွန်တော်ဒီရဲ့ပတ်ထက်မှာတအားထွက်ထားတာဖြစ်တဲ့အတွက်ဒီ၃ည break ၄ break ထည့်ရတော့ကျွန်တော်တို့ပိုးအားကောင်းတာဒီတော့၃ည break ဒီတော့ပိုးရေးအားကောင်းနိုင်တယ်ပေါ့နော် ကျွန်တော်တို့ဒီမှာဂျာတာပရိညာနေထိတ်စီပေါ့နော်ညာနေဘက်6ထည့်ရဲ့တောက်ကြနေပရိရဲ့ပေါ့နော်ဒီ၃လုံးပုံချင်းရတာကိုကျွန်တော်တို့ကစီနီယာ၄လုံးအခွေယူလို့ရှိရင်လည်းထွက်တယ်ပေါ့နော်ကျွန်တော်တို့ဒီမှာဆိုရင်6 4 5ပုံချင်းဒီ5ဖြစ်လို့ဒီအဘက်မှာဆိုရင်ကျွန်တော်တို့5 6ခွင့်8အခွေပေါ့နော်ပြီးခဲ့တဲ့အဘက်ကဆိုရင်ကျွန်တော်ဒီမှာကျွန်တော်ပြီးခဲ့တဲ့ဘက်ကခွင့်ပူကစားတာပေါ့နော် တော့ဒီမှာကြာတာပြည့်နေ့ကျွန်တော်တို့ညနေ1ထိပ်ပေါ့နော်1ထိပ်ရဲ့ဒီရက်2ရဲ့ဒီရက်1ရဲ့ပေါ့နော်1ထိပ်ရဲ့ဒီရက်တောက်ကြပရဲရဲ့ပေါင်းချင်းဒီကျွန်တော်တို့1နှစ်1ပေါင်းချင်းဒီ၄ဖြစ်လို့ကျွန်တော်တို့4 5 6ခွန်အခွေပြီးပေါ့နော်ဒီရက်ပတ်ထက်မှာရှိရမယ်အဲ့မှာ4 5 6ခွန်အခွေမှာကျွန်တော်မနေ့ပိုင်းမှာခွန်ဘူးညနေမှာ4 5ဆိုပြီးတော့ဒီအခွေရထွက်တယ်ပေါ့နော်ဒီအခွေ site ဒီကျွန်တော်ဒီ1 1ထွက်တော့ပဲနောက်ဆုံးဒီချိန်မှာထွက်သွားတာဖြစ်တယ်ပေါ့နော်ကျွန်တော်ယူတဲ့မူလေးဒီ ရှေ့နှစ်ပတ်သုံးပတ်လောက်တွန်းအောင်လဲကျွန်တော်တို့တနင်္လာဖွင့်နေမှာကြီးပဲထွက်နေတဲ့အခွေဆိုင်ပေါ့နော်ဒါဆိုကျွန်တော်ဒီမှာ645ပေါင်းချင်းဒီ5ဖြစ်လို့ကျွန်တော်တို့96ခွင့်8အခွေလည်းရှိပါတယ်ဗျဟုတ်ကဲ့ဗျာကျွန်တော်ဒီမှာကျွန်တော်နှစ်ထိတ်ဆိုပြီးတော့ရာထားတယ်ပေါ့နော်ဒီနှစ်ကိုကျွန်တော်ဘယ်လိုယူလဲဆိုတော့ကိုမတို့ကျွန်တော်ခဲတော့ချက်မပြတော့ဘူးကိုမတို့တခြားလေးတော့ကြည့်ပြီပေါ့နော် တော့ဒီမှာ၃ရဲ့၅ရဲ့၃ရေပေါ့နော်၃ရ၅၃ပေါင်းခြင်းဒီ၈ဆိုပြီးတော့ဖြစ်တယ်နောက်တစ်ပြင်ဒီ၁ရဲ့၁ရဲ့၆ရဲ့ပေါ့နော်ဒီ၃လုံးပေါင်းခြင်းဒီလည်း၈ဆိုပြီးတော့ဖြစ်တယ်ဗျတော့ဒီမှာ၃ရ၅၃ပေါင်းခြင်း၈တတချောင်းပေါင်းချင်းဒီ၈ဒါကြောင့်မို့ကျွန်တော်ဒီမှာ6ရဲ့3ညရဲ့ဒီရက်2ရဲ့ပေါ့နော် ပေါင်းချင်းဒီ၈ဆိုပြီးတော့တွားထားတယ်တော့ဒီ3လုံးပေါင်းချင်း၈ဒီ3လုံးပေါင်းချင်း၈ဒီ3လုံးပေါင်းချင်း၈ဖြစ်ဖို့ဆိုရင်ကျော်ဒီမှာ 6ရက်3ညရက်ပေါင်းချင်းဒီ6ဖြစ်နေတာဖြစ်တဲ့အတွက်ရှစ်ဖြစ်အောင်ဆိုရင်ကျွန်တော်နှစ်ထိပ်ဆိုပြီးတော့ထည့်ထားတယ်ဗျအကိုမတို့ကကြိုက်ရင်တော့3ပေါ့နော်ဒါဆိုကျွန်တော်ဒီမှာဒီနှစ်ထိပ်ဒီကျွန်တော်ဒီတစ်ချက်ထည့်ပဲလားဆိုတော့မဟုတ်ပြန်ဘူးဗျနော်ကျွန်တော်ဒီမှာဒီလဲ3ညရက်1ရက်ဒီက3ရက်ပေါ့နော်3ည1 3ပေါင်းချင်းဒီ4ဆိုပြီးတော့ဖြစ်တဲ့နောက်တစ်ပြင်ဒီလဲ1ရက်6ရက်ဒီက6ရက်ပေါ့နော်ဒီ3လုံးပေါင်းချင်းဒီကျွန်တော်3ဆိုပြီးတော့ဖြစ်တယ်ဗျ အလုံးမဲ့နားလဲမလို့ထင်တယ်ပေါ့နော်3 3သုံးပေါင်းချင်းဒီ4ဆိုပြီးတော့ဖြစ်တယ်နောက်တစ်ပြင်ဒီ6 6ပေါင်းချင်းဒီ3ဆိုပြီးတော့ဖြစ်တယ်ဒါကြောင့်မို့ကြောင့်ဒီနေ့မှာဒီဟောပေါ့နော်တလင်းလန်ဖွင့်နေတဲ့အတွက်က6ရယ်4ရယ်ဒီက2ရယ်ပေါ့နော်ဒီ3လုံးပေါင်းချင်းဒီ2ဆိုပြီးတော့သွားမှာဖြစ်တဲ့အတွက်ကျော်ဒီမှာ6 4ပေါင်းချင်းဒီ3ညာဖြစ်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့2ဖြစ်အောင်ဆိုရင်2ထိပ်ဆိုပြီးတော့ထည့်ရမယ်အလုံးမဲ့ဒါလေးနားလည်မယ်ထင်တယ်ပေါ့နော်ကျွန်တော်ဒီမှာ ်3913ပေါင်းခြင်းဒီ4ဆိုပြီးတော့ဖြစ်တယ်။နောက်တစ်ပင်ဒီ166ပေါင်းခြင်းဒီ3ဆိုပြီးတော့ဖြစ်တယ်။သွားနေတာဒီ43ပေါ့နော်။432ဆိုပြီးတော့ကျွန်တော်သွားမယ်။ဒီမှာလဲကျွန်တော်တို့642ပေါ့နော်။ဒီ3လုံးပေါင်းခြင်းဒီလဲ2ဆိုပြီးတော့ဖြစ်တယ်ဗျ။ဒါကြောင့်မို့ကျွန်တော်ဒီမှာဒီ2ထိပ်ဒီကျွန်တော်2ချက်ပေါ့နော်။ဒါဆိုကျွန်တော်ဒီမှာလဲ3ရဲ့5ရဲ့3ရဲ့ပေါ့နော်ဒီ3လုံးပေါင်းခြင်းဒီ1ဆိုပြီးတော့ဖြစ်တယ်ဗျ။အဲကြောဒီမှာ 9ရက်1ရက်ဒီက6ရက်ပေါ့နော်ဒီ3လုံးပေါင်းခြင်းဒီ2ဆိုပြီးတော့ဖြစ်တယ်ဒီ3လုံးပေါင်းခြင်း1ဒီ3လုံးပေါင်းခြင်း2ဒီ3လုံးပေါင်းခြင်း3ဆိုပြီးတော့ကျွန်တော်သွားမယ်ဗျ1 3 2ပေါင်းခြင်းဒီ3ပေါ့နော်အားလုံးပဲဒါလေးနားလည်မယ်လို့ထင်တယ်ဗျကိုနိုင်နဲ့ရိုးတယ်တဲ့ဟုတ်ကဲ့ပါဗျာနော်ကျွန်တော်တို့ဒီရိုးရိုးလေးရပဲကျွန်တော်တို့ဒီမှာတလင်းနာနေမနေ့တော့ပေါ့နော်ကျွန်တော်ခွန်ထိတ်ဆိုပြီးတော့ကျွန်တော်ရှင်းပြခဲ့တယ်ဗျအဲ့ဒါလေးရလည်းမှန်ခဲ့တယ်ပေါ့နော် ဒီမှာဆိုကျွန်တော်နှစ်ထည့်သည်3ချက်ပေါ့နော်ဒါကြောင့်မို့ကိုမတို့ကကြာရင်တော့3ဒါဆိုရင်ကျွန်တော် 1G လေးကိုတွက်ပြပေးမယ်ဗျာကြော်ဒီမှာ1ရယ်9ရယ်ဒီရ9ရယ်ပေါ့နော်ဒီ3လုံးပုံချင်းဒီ3ဖြစ်လို့ 3ရဲ့နှက်ခက်ဒီ5 3 5ဒီကျွန်တော်ဒီမှာအချိန်မြကြော်ဒီ3 5အချိန်မှာ4 3ထွက်တော့ကျွန်တော်တို့3ထီတယ်ဗျဒါဆိုကြော်ဒီမှာနောက်တပင်ပေါ့နော်နောက်တပင်ဒီ8ရဲ့2ရဲ့ပေါင်းချင်းဒီ3ညာ3ညာနဲ့ကျွန်တော်ဒီက4နဲ့ပေါင်းတော့4ဒီ3လုံးပေါင်းချင်းဒီ4ဖြစ်လို့4ရဲ့နှက်ခတ်ဒီ2 4 2ဒီကျွန်တော်ဒီမှာအချိန်ဗျ တော့ဒီ၄နှစ်အချိန်မှာလဲနှင်းငါထွက်တော့နှစ်ထီတယ်ဗျဒါဆိုကြောဒီမှာလဲနောက်တပင်ပေါ့နော်နောက်တပင်ဒီလဲခွင်ရဲ့၄ရဲ့ပေါင်းချင်းဒီ1 1နဲ့ကျွန်တော်ဒီရက်2နဲ့ပေါင်းတော့3ဒီ3လုံးပေါင်းချင်းဒီ3ဖြစ်လို့3ရဲ့နှက်ခတ်ဒီ5 3 5ဒီကျွန်တော်ဒီမှာအချိန်ပြဒီ3 5အချိန်မှာလဲ3 1ထွက်တော့ကျွန်တော်တို့3ထီလေဗျ ားလုံးပဲနားလည်မယ်လို့ထင်တယ်ပေါ့နော်ဒါဆိုရင်ကျော်ဒီမှာနောက်တစ်ပင်ဒီ3ရဲ့3ရရဲ့ဒီနှလုံးပေါင်းခြင်းဒီ3 3နဲ့ကျွန်တော်ဒီရဲ့3နဲ့ပေါင်းတော့6ဒီ3လုံးပေါင်းခြင်း6ဖြစ်လို့6ရဲ့နှက်ခတ်ဒီ9 6 9ဒီကျွန်တော်ဒီမှာအချိန်ပြတော့ဒီ6ကိုအချိန်မှလည်း60ထွက်တော့6ထီတယ်ဗျဒါဆိုရင်ကျော်ဒီနေ့မှာ1ချိန်ဒီပေါ့နော် 9ရဲ့1ရဲ့ကျွန်တော်ဒီနှလုံးပေါင်းခြင်းဒီ6 6နဲ့ကျွန်တော်ဒီက6နဲ့ပေါင်းတော့1ဟောလက်ကလေးချော်လိုက်တော့ဗျာကြော်ဒီမှာ1ရဲ့9ရဲ့ဒီက6ရဲ့ပေါ့နော်ဒီ3လုံးပေါင်းခြင်းဒီ1ဖြစ်လို့2ရဲ့နှက်ခတ်ဒီလေး2လေးဒီကျွန်တော်ဒီမှာအချိန်ဗျာကျော်တော့ဝမ်ချင်းဒီ2လေးအချင်းရှိရပါတော့2လေးအချင်းရှိတယ်ကျွန်တော်ဒီမှာဆိုရင်ကျွန်တော်2ထိပ်ဆိုပြီးတော့ ရာပြတ်ထားရှိတယ်ပေါ့နော်ဒါဆိုရင်ကျတော့နှစ်ကထိတ်လာဖို့များတယ်ပေါ့နော်အားလုံးပဲဒါလေးလည်းနားလည်မယ်လို့ထင်တယ်ဗျကျွန်တော်တို့ဒီမှာကိုမတို့ကလည်း లై လက်မလေးတွေနှိပ်ပြီးအားပေးပါအောင်ဗျာနော်ကျွန်တော်ဒီမှာတင်းငါးခွန်ပေါင်းချင်းဒီ3ဖြစ်လို့3နဲ့ခက်5 3 5အချိန်မှာ4 3ထွက်တော့3ထီတယ်နောက်တစ်ပင်ဒီ2 8 4ပေါင်းချင်းဒီ4ဖြစ်လို့4နှစ်ခက်2 4နှစ်အချိန်မှာလဲ2 9ထွက်တော့2ထီလေဗျနောက်တစ်ပင်ဒီ4ခွန်2ပေါ့နော်ဒီ3လုံးပေါင်းချင်းဒီ3ဖြစ်လို့ 3နှစ်ခက်9 35အချိန်မှာလဲ3တထွက်တော့3ထီတယ်အောက်ကြောဒီမှာနောက်တစ်ပင်ဒီ3ည33ပေါင်းချင်းဒီ6ဖြစ်လို့6ရဲ့နှစ်ခက်ကို6ကိုအချိန်မှာလဲ60ထွက်တော့6ထီတယ်ဗျဒါကြောင့်မို့ဒီနေ့ဟောပါတော့ဒီလင်းလာဖွင့်နေတဲ့အတွက်ကျွန်တော်တို့1ရက်9ရက်ဒီရက်6ဒီ3လုံးပေါင်းချင်းဒီ2ဖြစ်လို့2ရက်နှစ်ခတ်ဒီလေး2လေးဒီအချိန်ပါဗျမင်းမင်းနဲ့လက်မလေးတွေနဲ့အားပေးလိုက်ကြပါဦးနဲ့ဟုတ်ကဲ့ပါဗျာနော်ကိုမင်းမင်းနဲ့ကျေးဇူးတင်ပါတယ်ဗျာ ားလုံးပဲဒီဝမ်းကျင်းလေးလည်းနားလည်မယ်လို့ထင်တယ်ပေါ့နော်ကိုမတို့ကကြိုက်နှစ်တက်မှုရှိရင်တော့တုံးပါဗျ တော့ဒီမှာ6ရက်9ရက်ပေါင်းချင်းတီတတင်းနဲ့ဒီက9ပေါင်းတော့ရှစ်ဒီ3လုံးပေါင်းချင်းတီ10ဖြစ်လို့10ရက်ပါဝါတီ3 10 3ဒီကျွန်တော်ဒီမှာအချိန်ပြဝန်ချင်းဒီကျွန်တော်ဒီမှာ10 3အချိန်ပေါ့နော်10 3အချိန်မှာလဲ4 3ဆိုတော့3ထီတယ်ဒီဝန်ချင်းနှစ်ချိန်ဒီကျွန်တော်တို့ဒီတပင်မှာပဲကျွန်တော်တို့တူညီတာကိုလုံးမှန်ပြီးတော့ထွက်ခဲ့တယ်ပေါ့နော်ဒီမှာဆိုကျွန်တော်တို့3 5အချိန်နဲ့10 3အချိန်နဲ့ နှစ်ချိန်ရှိတယ်ပေါ့နော်နှစ်ချိန်မှာကျွန်တော်တို့တူညီတာဒီဒီမာ3ဒီမာ3မို့3ပိုင်းပဲပေးပြီးတော့4 3ဆိုပြီးတော့ထွက်တယ်ကျွန်တော်ဒီအပေါ်ပင်မှာပဲအပြည့်ပေါင်းပေးမသွားတာပေါ့နော်ဆိုတော့မင်းနဲ့တရားရာခိုင်နှုန်းဖြစ်နိုင်တယ်ဟုတ်ကဲ့ပါဗျာနော်အားလုံးအားလုံးနဲ့ပြုံးရွှင်နိုင်ကြပါစေโอเคဟုတ်ကဲ့ပါဗျာနော်ယင်အမြဲနဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျာရဲသူအောင်နဲ့နှစ်ထိပ်ကြိုက်ပါတယ်ဟုတ်ကဲ့ပါဗျာနော်ကံကောင်းပါစေဗျာဒါဆိုရင်ကျတော့ဒီမှာနောက်တစ်ပင်ပေါ့နော်နောက်တစ်ပင်ဒီကျွန်တော်တို့ ရှင်းရဲ့ရှင်းရဲ့ပေါင်းချင်းဒီ6ဒီနှလုံးပေါင်းချင်း6ကိုကျွန်တော်ဒီက4နဲ့ပေါင်းပါတော့ရှစ်ရှစ်လေးပေါင်းချင်းဒီ3ညဖြစ်လို့3ညရဲ့ပါဝါဒီ5 3ည5ဒီကျွန်တော်ဒီမှာအချိန်မြတ်ကျော်ဒီ3ည5အချိန်မှာ2 5ထွက်တော့ကျွန်တော်တို့5ထီတယ်ဒီမှာဆိုရင်1ချိန်ဒီကျွန်တော်တို့4နှစ်အချိန်3ည5အချိန်ပေါ့နော်ဒီမှာပြီးပေါက်ပြေးတယ်ဒီက2ဒီက5နဲ့2 5ဆိုပြီးတော့ထွက်တယ်ဗျာ ဒါဆိုကျော်ဒီမှာလဲနောက်တစ်ပင်ပေါ့နော်နောက်တစ်ပင်ဒီလဲဒီရခွင်ရဒီရခွင်ရနှလုံးပေါင်းခြင်းဒီလေးလေးနဲ့ကျွန်တော်ဒီရ2နဲ့ပေါင်းတော့6ဒီ3လုံးပေါင်းခြင်းဒီ6ဖြစ်လို့6ရဲ့ပါဝါဒီတ6တက်ဒီကျွန်တော်ဒီမှာအချိန်ပြဒီ6တက်အချိန်မှာလဲ3တက်ထွက်တော့ကျွန်တော်တို့တက်ထီတယ်ဒီမှာဆိုရင်1ချိန်2ချိန်ဒီ3 5အချိန်6တက်အချိန်ပေါ့နော်တွဲရင်လဲကျွန်တော်ဒီမှာအပြည့်ပေါက်ပြည့်တယ် ဒီရ3ဒီရ1နဲ့31ဆိုပြီးတော့ထွက်တယ်ဗျအောင်းအောင်းနဲ့9တုံညာချင်းနဲ့နေ့လည်းမထွက်ညနေထွက်မယ်တဲ့ဟုတ်ကဲ့ပါဗျာနော်ဒါဆိုရင်ကျွန်တော်ဒီမှာနောက်တစ်ပင်ပေါ့နော်နောက်တစ်ပင်ဒီလဲ၄ရက်ဒီရ3ရက်ပေါင်းချင်းဒီခွန်ခွန်နဲ့ကျွန်တော်ဒီရ3နဲ့ပေါင်းတော့3ညဒီ3လုံးပေါင်းချင်း3ညဖြစ်လို့3ညရဲ့ပါဝါဒီ9 3ည9ဒီကျွန်တော်ဒီမှာအချိန်မြတ် ဒီ၃ညငါအချိန်မှာလည်း60ထွက်တော့ကျွန်တော်တို့၃ညထီတယ်ပေါ့နော်ဒီမှာဆိုလဲ1ချိန်2ချိန်ဒီကျွန်တော်တို့69အချိန်၃ညငါအချိန်တွဲရင်အပြည့်ပေါ့ဖြစ်တယ်ဒီက6ဒီက၃ညနဲ့60ဆိုပြီးတော့ထွက်တယ်ဗျဒါဆိုရင်ကျွန်တော်ဒီမှာတနင်္လာဖွင့်နေတော့1ချိန်ပေါ့နော်နှင်းရဒီက9ရပေါင်းချင်းဒီခွန်းခွန်းနဲ့ကျွန်တော်ဒီက6နဲ့ပေါင်းတော့3ဒီ3လုံးပေါင်းချင်းဒီ3ဖြစ်လို့ 3ရဲ့ power တီရှိ38ဒီကျွန်တော်ဒီမှာအချိန်မြတ်အားလုံးပဲဒါလေးနားလဲမလို့ထင်တယ်ပေါ့နော်အကိုမတို့ကစိုက်နှစ်တက်မှုရှိရင်3ဒါဆိုရင်ကျွန်တော်ဒီမှာပြီးကြရင် break line လေးပါပြပေးမယ်ပေါ့နော်ကျော်ဒီမှာနှစ်လေးအချိန်၃ရှစ်အချိန်တွဲရင်အပြည့်ပေါဖြစ်တယ်တွဲမယ်ဆိုရင်၂၃၂၈၄၃၄၈ဆိုပြီးတော့ကျွန်တော်တို့ကနန်းဒီ၄ွက်ထွက်တယ်ပေါ့နော်အပေါ်ပြင်တိုင်းပေးနေမယ်ဆိုရင်တော့ဒီ၄ွက်ဒီကျွန်တော်တို့ပေါက်ကနန်းဖြစ်မယ်ဗျာ ကျော်ကြီးရဲ့မနက်ပိုင်းကို၄ကိုချိန်နဲ့၉လေးနှစ်ပရိတ်ဟုတ်ခဲ့ပါပြီနော်၃ရက်ချိန်နှစ်လေးဟုတ်ပါတယ်ပြန်နော်ကျော်ဒီမှာနှစ်တီကျွန်တော်တို့ဒီတစ်ချိန်နဲ့ပဲနှစ်တီတွေ့တာမဟုတ်ဘူးပေါ့နော်ကျွန်တော်ဒီမှာခဲတော့ချက်မပြတော့ဘူးကျွန်တော်တို့ဒီမှာ6ရက်7ရက်4ရက်ပေါ့နော်ဒီ၃လုံးပေါင်းချင်းဒီ10ဖြစ်လို့10ရက်ပါဝါ3 10 3အချင်းဆိုလဲကျွန်တော်ဒီမှာ4 3ဆိုတော့3ထီတယ်နောက်တစ်ပြင်ဒီလဲ10ခွန်3ရပေါ့နော် ီ၃လုံးပေါင်းချင်းဒီ၅ဖြစ်လို့၅ရဲ့ပါဝါ၃ညာ၅၃ညာအချိန်မှာလဲ၂၅ဆိုတော့၅ထီတယ်ဗျ။အဲကြောင့်ဒီမှာနောက်တစ်ပြန်ဒီခွန်၃၁ပေါင်းချင်းဒီ၁ဖြစ်လို့၁ပါဝါ၆၁၆အချိန်ဆိုလဲ၃၁ဆိုတော့၁ထီတယ်။ဒါဆိုကြောဒီမှာလဲနောက်တစ်ပြန်ပေါ့နော်၄ရဲ့၅ရဲ့၆ဒီ၃လုံးပေါင်းချင်းဒီ၅ဖြစ်လို့၅ပါဝါ၃ညာ၅၃ညာအချင်းဆိုလဲ60ဆိုတော့၃ညာထီတယ်ဗျ။ဒါဆိုကြောဒီမှာ တနင်္လာဖွင့်နေ့အတွက်က2ရက်1ရက်ဒီက4ရက်ပေါ့နော်ဒီ3လုံးပေါင်းချင်းဒီကျွန်တော်တို့ခွင်ဖြစ်လို့ခွင်ရဲ့ပါဝါတီနဲ့ခွင်နှစ်ဒီအချိန်နဲ့တွေ့ထားတယ်ဒါဆိုရင်ကျွန်တော်ဒီမှာပေါ့နော်ဒီအပေါ်ပင်ဒီမှာဆိုကျွန်တော်ရေးတော့ပြလိုက်မှာပေါ့နော်တရှိကြရင်ရှင်းရင်နားမလည်မှာဖြစ်ဆိုလို့ပြဒီမှာပေါ့နော်6 8 4ပေါင်းချင်းဒီ8ဖြစ်လို့8ပါဝါ3 8 3ဒီကျွန်တော်ဒီမှာအချိန်မြတ် တော့ဒီ၈၃အချင်းဆိုလဲ၄၃ထွက်တော့၃ထီတယ်ဒီမှာဆိုကျွန်တော်တို့က၃၅အချင်း၈၃အချင်း၈၃အချင်းပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့က၃တီပိုးရအကောင်းတာတွေ့ရတယ်ပေါ့နော်ဒါဆိုကျော်ဒီမှာနောက်တစ်ပင်တီလဲ၈ရဲ့ခွင်ရဲ့ဒီရ၃ညဒီ၃လုံးပေါင်းချင်းတီ၅ဖြစ်လို့၅ပါဝါတီ၃ညာ၅၃ညာဒီကျွန်တော်ဒီမှာအချင်းပြဒီ၅၃ညာအချင်းမှာလဲ၂၅ထွက်တော့၅ထီတယ်ပေါ့နော် ဒီမှာဒီလဲကျွန်တော်တို့၄နှစ်အချင်း၃ညာ၅အချင်း၅တုံညာအချင်းဆိုတော့ကျွန်တော်တို့၅တုံညာအချင်းဒီပိုးရအကောင်းတာတွေ့ရတဲ့၅တုံညာအချင်းကိုဒီဘက်က၄နှစ်နဲ့တွေ့ရင်အပြည့်ပေါ်ဖြစ်တယ်ပေါ့နော်ဒါဆိုကျွန်တော်ဒီမှာနောက်တစ်ပင်ဒီလဲခွင်ရ၃ရ၁ဒီ၃လုံးပေါင်းခြင်းဒီ၁ဖြစ်လို့၁ပါဝါဒီ၆၁၆ဒီကျွန်တော်ဒီမှာအချင်းပြဒီ16အချင်းမှာလဲကျွန်တော်တို့3တက်ဆိုတော့တက်ထီတယ်ဒီမှာဆိုရင်လဲ1ချင်းဒီကျွန်တော်တို့ 3-5အချိန်6-7အချိန်1-6အချိန်ဆိုတော့1-6အချိန်ဒီပိုပြီးအားကောင်းတာတွေ့ရတယ်ဒီ1-6အချိန်ကိုဒီဘက်က3-5နဲ့တွဲရင်ကျွန်တော်တို့3-7ဆိုပြီးတော့ပါမယ်ဗျဒါဆိုကျွန်တော်ဒီမှာဒီ၄ရ၅ရ၆ရပေါ့နော်ဒီ၃လုံးပုံချင်းဒီ၅ဖြစ်လို့၅ဘဝဒီ၃ညာ၅၃ညာဒီကျွန်တော်ဒီမှာအချိန်ပြဒီ၅၃ညာအချိန်မှာလဲ60ထွက်တော့၃ညာထီတယ်ဒီမှာဆိုရင်1ချိန်ဒီကျွန်တော်တို့ 69အချင်း35အချင်း93အချင်းဆိုတော့ဒီ93အချင်းဒီကျွန်တော်တို့ကိုရေးအားကောင်းတယ်ပေါ့နော်ဒီ93အချင်းကိုဒီဘက်က69နဲ့တွဲရင်ကျွန်တော်တို့60ဆိုပြီးတော့အပြည့်ပေါက်ပါမယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာတင်းလာဖွင့်နေတဲ့အတွက်က2ရက်1ရက်4ရက်ပေါ့နော်ဒီ3လုံးပေါင်းချင်းဒီခွန်ဖြစ်လို့ခွန်ပါဝါတီနဲ့ခွန်နှစ်ဒီကျွန်တော်ဒီမှာအချင်းမြတ် ကျွန်တော်တို့အပေါ်ပင်နေမှာတူညီတာကိုလုံးမှန်ပေးတာတွေ့ရတယ်ပေါ့နော်ဒါဆိုရင်ကျတော့ဒီမှာ1ချိန်ဒီ2 4အချိန်3 8အချိန်9 2အချိန်ဒါဆိုကျတော့တူညီတာဒီဒီမှာဒီမှာ2ဒီမှာ2မို့ကျွန်တော်တို့က2ပိုင်းလို့ယူဆလို့ရတယ်ဒီ2ပိုင်းကို3 8နဲ့တွဲရင်2 3 8ဆိုတဲ့ခဏန်း2ကွက်ဒီကျွန်တော်တို့ main ခဏန်းအနေနဲ့ထောက်ရမှာပေါ့နော်အားလုံးပဲဒါလေးလဲနားလဲမယ်လို့ထင်တယ်ဗျကျွန်တော်ဒီမှာဆိုရင်4 2 3 5ခွေရင်2 5ပါမယ်3 5 6 1ခွေရင်ကျွန်တော်3 1ဆိုပြီးတော့ပါမယ် ီမှာ6935ခွေရင်ကျွန်တော်တို့60ဆိုပြီးတော့ပါမယ်ပေါ့နော်ဒီနေ့မှာတော့ခွေတရာတိကျွန်တော်တို့ကငန်း5လုံးဖြစ်သွားတယ်ပေါ့နော်အဲ့တော့ဒီမှာ2438ခွန်ပေါ့နော်ဒီ5လုံးခွေရင်လဲကျွန်တော်တို့ကပေါ်ပင်တိုင်းပေးမယ်ဆိုရင်တော့ပေါက်ကနန်းဖြစ်တယ်ဒါဆိုကျွန်တော်ဒီမှာ break လေးပြပေးမယ်ပေါ့နော်အဲ့ဒါနဲ့ခွန်နှစ်ထိုးရမှာလားတဲ့ခွန်နှစ်ကကျွန်တော် ဟိုပါဗောနော်ဒီမှာဗရိတ်နဲ့တော့ထပ်တူမကြဘူးကျွန်တော်ဗရိတ်လေးတော့ပြပေးမယ်ဗောနော်အကိုမတို့ကကြိုက်ရင်တော့၃ဗောနော်ဒါပေမဲ့လည်းကျွန်တော်တို့ဗရိတ်ကလည်းမှန်မလားမှန်မလားဆိုတော့ကျွန်တော်လည်းအတိအကျမသိဘူးဗောနော်ကျော်တဲ့ပေါ်လေးတို့ပြပါရဲဟုတ်ပါကလေးပြန်နော်တော့ဆိုမြင်ရမယ်ထင်ပါတယ်ပြကျွန်တော်ဒီမှာဗရိတ်လေးပြเสียရရှိလို့ဗောနော် တော့ဒီမှာ၁ရက်၅ရက်ပေါင်းချင်းဒီ6 6နဲ့ဒီရက်၄နဲ့ပေါင်းတော့၃ညဒီ၃လုံးပေါင်းချင်း၃ညဖြစ်လို့၃ညရဲ့နှစ်ခတ်ဒီခွန်းခွန်းဒီကျွန်တော်ဒီမှာပြိပြကျွန်တော်ဒီမှာဒီခွန်ပရိတ်ပေါ့နော်အပြည့်ယူမယ်ဆိုရင်တော့ကျွန်တော်တို့ကဒီ၃လုံးပေါင်းချင်း၃ညဖြစ်လို့၃ည၅ခွန်ပရိတ်ပေါ့နော်ဒီမှာခွန်ပရိတ်မှာကျွန်တော်တို့ဘာထွက်လဲဆိုတော့၄၃ဆိုပြီးတော့ခွန်ပရိတ်ထွက်တယ်ဗျ။ဒါဆိုကျွန်တော်ဒီမှာနောက်တစ်ပင်ပေါ့နော်နောက်တစ်ပင်ဒီလဲ ရှစ်ရနှစ်ရဒီနှလုံးပေါင်းခြင်းဒီတုံညာတုံညာနဲ့ကျွန်တော်ဒီကတုံညာနဲ့ပေါင်းတော့တုံညာဒီသုံးလုံးပေါင်းခြင်းတုံညာဖြစ်လို့တုံညာရဲ့နှက်ခတ်ဒီခွန်းခွန်းဒီလဲကျွန်တော်ဒီမှာပြိတ်ပဲဗျာကျော်တို့ဒီမှာလဲခွန်းပြိတ်ပေါ့နော်ခွန်းပြိတ်မှာဘာထွက်လဲဆိုတော့ကျွန်တော်တို့25ဆိုပြီးတော့ထွက်တယ်ဗျာအဲ့တော့ကြည့်ဒီမှာနောက်တစ်ပင်ပေါ့နော်အားလုံးပဲဒါလေးလေးနားလည်မယ်လို့ထင်တယ်ဗျကျွန်တော်တို့ခွင်းရဲ့၄ရဲ့ဒီနှလုံးပေါင်းခြင်းဒီ တက်ပေါ့နော်တက်ကိုကျွန်တော်တို့ဒီရက်တက်နဲ့ပေါ့နော်နှစ်ဒီသုံးလုံးပေါင်းခြင်းဒီနှစ်ဖြစ်လို့နှစ်ရဲ့နှက်ခတ်ဒီလေးလေးဒီကျွန်တော်ဒီမှာပြိတ်ပြတော့ဒီမှာလေးပြိတ်မှာဘာထွက်လဲဆိုတော့သုံးတက်ဆိုပြီးတော့ထွက်တယ်ပေါ့နော်ဒါဆိုကျွန်တော်ဒီမှာနောက်တစ်ပင်ဒီလဲ3ရဲ့ဒီရက်3ရက်ဒီနှလုံးပေါင်းခြင်း3 3နဲ့ကျွန်တော်တို့ဒီရက်6နဲ့ပေါင်းတော့9ဒီ3လုံးပေါင်းခြင်းဒီ9ဖြစ်လို့ 9ရဲ့နှက်ခတ်ဒီ6 6ဒီကျွန်တော်ဒီမှာပြိပြဒါဆိုရင်ကျွန်တော်ဒီဘောပေါ့နော်တလင်းလာဖွင့်နေတဲ့အတွက်ဗရိတ်ဒီကျွန်တော်တို့ဒီမှာ9ရဲ့ဒီရက်1ဒီနှလုံးပေါင်းချင်းဒီ6 6နဲ့ကျွန်တော်ဒီရက်4နဲ့ပေါင်းတော့3ညဒီ3လုံးပေါင်းချင်းဒီကျွန်တော်တို့3ညဖြစ်လို့ဒီ3လုံးပေါင်းချင်း3ညဖြစ်လို့3ညရဲ့နှက်ခတ်ဒီခွန်းခွန်းဒီဗရိတ်ပေါ့နော်ဒါပေမဲ့ ျွန်တော်တို့ကသူပေးနေတာတီတော့ကျွန်တော်တို့နက်ခတ်ကိုဗရိတ်ပေးနေတာမှန်တယ်သို့ပေမဲ့ကျွန်တော်တို့လှည့်ကျင်နေဆိုရင်ဒီဗရိတ်ဒီကျွန်တော်တို့ဒီ၃လုံးပေါင်းချင်းဒီ၃ညဖြစ်လို့၃ညပါဝါ၅၃ညနက်ခတ်ခွန်း၃ည၅ခွန်းဗရိတ်ဆိုပြီးတော့ဖြစ်သွားနိုင်တယ်ပေါ့နော်အခုမှတော့ကျွန်တော်ရှင်းပြလေးလဲနားလည်မယ်လို့ထင်တယ်ကြိုက်နှစ်သက်မှလည်း၃ပေါ့နော်ကျွန်တော်ရှင်းပြတဲ့ဗရိတ်လိုင်းဒီကျွန်တော်တို့ဒီမှာဆိုရင်တစ်လုံးနဲ့ဗရိတ်ပေးနေတာဖြစ်တယ်ပေါ့နော်ကျွန်တော်ကဒီမှာဒီ ဒီနှစ်လေးအချိန်၃ရက်အချိန်တွဲရင်လည်းအပြီးပေါက်ဖြစ်တယ်ပေါ့နော်တွဲရည်2 3 2 8 4 3 4ဆိုပြီးတော့ကျွန်တော်တို့ကကနန်း၄ခွက်ဒီအပေါ်ပင်တွေမှာအပြီးပေါက်ဖြစ်တယ်တွဲရင်ကျွန်တော်တို့ကဒီကောင်က၃ည၅ခွန်ပရိတ်ပေါ့နော်အပြည့်ယူရင်တွဲရင်ကျွန်တော်2 3ဆိုတဲ့၅ပရိတ်ပါမယ်2 8ဆိုတဲ့၃ည၅ပရိတ်4 3ဆိုတဲ့ခွန်ပရိတ်ပေါ့နော်ကိုမတို့ကပရိတ်နဲ့ကန်ကြီးတော်ပဲကျွန်တော်တို့ကတွဲပြီးတော့ထိုးကျင်နေဆိုရင်တော့ဒီအခွေအလုံးကိုမထိုးဘဲနဲ့ကျွန်တော်ဒီမှာပေါ့နော် နှစ်3ပါမယ်နှစ်8ပါမယ်4 3ပါမယ်ခွန်8ပါမယ်ပေါ့နော်ဒါလေးလည်းနားလည်မယ်လို့ထင်ပါတယ်ကြွတော်တဲ့ကြိုက်တယ်တဲ့ပိုင်စုကျေးဇူးပါခင်ဗျာဟုတ်ကဲ့ပါဗျာနော်ဒါဆိုရင်ကျွန်တော်ဒီမှာကျွန်တော်တို့ကနှစ်ထိပ်ကလည်းတွေ့ထတာဖြစ်တယ်ပေါ့နော်မမလည်းခွန်ပြိပဲကောင်းတယ်တဲ့ဟုတ်ကဲ့ပါဗျာနော်ကျွန်တော်တို့ကဒီမှာနှစ်ထိပ်ကိုလည်းတွေ့ထတာဖြစ်တဲ့အတွက်ကျွန်တော်တို့နှစ်နဲ့ဆိုရင်တော့နှစ်ငါးတကွက်ပါထည့်တင်တယ်ပေါ့နော်။မမလည်း၄၃နဲ့ဟုတ်ကဲ့ပါဗျာနော်။ကျွန်တော်တို့ကနှစ်ထိပ်ကမှန်ခဲ့မှဆိုရင်တော့ ပရိယဆိုရင်တော့နှင်းငါးလေးတစ်ကွက်ပါထည့်တင်တယ်ပေါ့နော်အဲ့လိုမဲ့နားလဲမလို့ထင်နေဗျကျွန်တော်ဒီမှာတော့ခဏဒီငါးလုံးမဲ့အခွေခန်းလိုက်တော့မယ်ပေါ့နော်ကျွန်တော်ပရိကိုလည်းအကုတ်မနေတော့ဘူးကျွန်တော်ဒီမှာနှစ်လေးသုံးရှစ်ခွန်ပေါ့နော်ဒီငါးလုံးခွေရင်တော့ကျွန်တော်တို့အပေါ်ပြင်နေမှာတော့ပေါက်ကနန်းနေပါတယ်ပေါ့နော်ဦးတောင်းညွန်းနဲ့လေးကောင်းနေတဲ့ဟုတ်ကဲ့ပါဗျာနော်လေးကောင်းရင်တော့ကျွန်တော်ဒီမှာဒီ၄၃ဒီတကွက်ကောင်းအနေနဲ့ယူလို့ရတယ်ပေါ့နော်ခွန်ပရိတ်အရာဆိုရင်တော့ အပိုင်းတကွက်ကောင်းမရနိုင်ဘူးလားတဲ့အပိုင်းတကွက်ကောင်းရလို့တော့ကျွန်တော်မရဘူးပေါ့နော်ကျွန်တော်ဒီမှာပြန်ကြည့်မယ်ပေါ့နော်ဒီအပေါ်ပင်ဒီမှာကျွန်တော်တို့ဒီပေါ်တော့ထားလိုက်ပေါ့နော်ဒီပေါ်မှာတော့ကျွန်တော်တို့အပြစ်ပေါ်ဖြစ်မသွားဘူးဒီမှာဆိုရင်၄နှစ်အချိန်၃ညာ၅အချိန်၅တုံညာအချိန်ဆိုတော့ကျွန်တော်တို့၅တုံညာအချိန်ကတူညီတယ်ဒါဆိုရင်၅တုံညာအချိန်ကိုကျွန်တော်တို့ကဦးစားပေးရမယ်ပေါ့နော်၅တုံညာအချိန်ကိုဒီဘက်က၄နှစ်နဲ့တွဲရင်၂၅ပါမယ် ါဆိုတော့ဒီမှာ3 5အချိန်6 7အချိန်16အချိန်ဆိုတော့16အချိန်ဒီတူညီလာဖြစ်တဲ့အတွက်16အချိန်ဒီပိုရေးကောင်းတယ်ပေါ့နော်ဒီ16အချိန်ကိုဒီ3 5နဲ့တွဲရင်တော့ခဏ4ခွက်ထွက်မှာပေါ့နော်အဲ့4ခွက်ထဲမှာတော့3 1ဆိုပြီးတော့ပါမယ်ဒါဆိုကျွန်တော်ဒီမှာလဲ6 9အချိန်3 5အချိန်5 3 5အချိန်ဒီမှာလဲကျွန်တော်တို့9တုံညာအချင်း2ချင်းဒီတူညီတာဖြစ်တဲ့အတွက်9တုံညာအချင်းဒီကျွန်တော်တို့အားကောင်းနေပေါ့နော်ဒီ9တုံညာအချင်းကိုဒီ6 9နဲ့တွဲရင်လဲကျွန်တော်တို့ခဏန်း၄ခွက်ထွက်မယ် အဲ့ဒီမှာလည်းကျွန်တော်တို့60ဆိုပြီးတော့ပါမယ်ဗျကျွန်တော်ရှင်းပြလေးနားလည်မယ်လို့ထင်တယ်ပေါ့နော်ဒါဆိုကျွန်တော်ဒီမှာ2လေးအချိန်3ရှစ်အချိန်9နှစ်အချိန်ဆိုတော့ဘုံတူတာကိုကျွန်တော်တို့ကလုံးပိုင်းနေနဲ့ယူမယ်ဆိုရင်ဒီမှာဒီနှစ်ဒီမှာဒီနှစ်မို့နှစ်ပိုင်းပေါ့နော်ကျွန်တော်ကဒီဘက်အချိန်ကလည်းနှစ်ကိုယူလိုက်တယ်ဒီဘက်ချင်းကလည်းနှစ်ကိုယူလိုက်တာဖြစ်တဲ့အတွက်ကြံတာဒီကျွန်တော်တို့က3ရှစ်အချိန်ပဲကြံတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာနှစ်ပိုင်းကိုဒီ3ရှစ်နဲ့ပဲတွဲเสียရှိတယ်တွဲရင်နှစ်3နှစ်ရှစ်ဆိုပြီးတော့ ကနန်းနှစ်ကွက်ဒီကျွန်တော် main အနေနဲ့ရရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီမှာ break ကခွန် break ဆိုရင်တော့ကျွန်တော်တို့နှစ်ငါးလေးပါထဲမှာရမှာပေါ့နော်တော့ဒီမှာဒီလဲအပင်တို့လုံးပိုင်လေးရတော့၅ပိုင်လေးတွေ့တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာကြည့်မယ်ဗျာ9ရဲ့ခွန်ရဲ့1ရဲ့ပေါ့နော်ဒီ3လုံးပေါင်းချင်းဒီ3ဖြစ်လို့ကျွန်တော်3ပိုင်မှာ3 1ဆိုပြီးတော့ထွက်တယ်ဒါဆိုကျွန်တော်ဒီမှာနောက်တစ်ပြန်ခွန်3 6ပေါင်းချင်းဒီ6ဖြစ်လို့6ပိုင်မှာ60ဆိုပြီးတော့ထွက်တယ်ဗျာ ဒါဆိုကျွန်တော်ဒီမှာဒီ384ပေါ့နော်ဒီ3လုံးပုံချင်းဒီ9ဖြစ်လို့9ပိုင်ဆိုပြီးမြန်ဆက်ပေးခဲ့ရင်ကျွန်တော်တို့ဒီ2ပိုင်2ထိတ်နဲ့9ပိုင်နဲ့တွဲလိုက်ရင်ကျွန်တော်တို့25ဆိုပြီးတော့တကွက်ကောင်းနေနဲ့ရမယ်ပေါ့နော်ကိုဦးတဲ့2လေးကိုကီးပိုင်ကတော့ရှိတယ်တဲ့ဟုတ်ကဲ့ပါဗျာနော်ကိုကလည်းလုံးပိုင်တော့တွေ့တယ်ဗျာကျွန်တော်ကဘယ်လိုပြောမလဲနော်ကိုကကြတော့ကျွန်တော်တို့ပျောက်ကနန်းဖြစ်နေတာဖြစ်တဲ့အတွက်ကျွန်တော်တိတ်ပြီးတော့မကြိုက်တာပေါ့နော်ဒါပေမဲ့လည်းအကိုမတို့ကကြိုက်ရင်တော့3ပေါ့နော်တကယ်လို့ကိုဒီကျွန်တော်လာရင်တော့ ဗရိတ်အရာခွန်ဘရိတ်ဆိုရင်တော့၉ရှစ်တကွက်ပဲထိုးရမှာပေါ့နော်ဒီမှာကျွန်တော်လုံးမိုင်းလေးပြနေတာကိုပြတ်ပေးမယ်ဗျဒီမှာပေါ့နော်ကျွန်တော်ဒီရ၁ရဲ့ဒီရခွန်ရဲ့ဒီရခွန်ရဲ့ဒီ၃လုံးပေါင်းချင်းဒီ၅ဖြစ်လို့ဒီ၃လုံးပေါင်းချင်းပေါ့နော်၁ခွန်ခွန်ပေါင်းချင်းဒီ၅ဖြစ်လို့ကျွန်တော်ဒီမှာဒီ၅ဘိုင်း၂၅ဆိုပြီးတော့ထွက်တယ်နောက်တစ်ပင်ဒီလေ9ရဲ့3ရဲ့ဒီရ3ရဲ့ဒီ3လုံးပေါင်းချင်းဒီ1ဖြစ်လို့ တစ်ပိုင်းမှာကျွန်တော်တို့3တစ်ဆိုပြီးတော့ထွက်တယ်ဗျ။ဒါဆိုကျွန်တော်ဒီမှာနောက်တစ်ပြန်ပေါ့နော်ခွင်းရ9ရေဒီရ8ဒီ3လုံးပေါင်းချင်းဒီ3ညဖြစ်လို့3ညပိုင်းမှာကျွန်တော်တို့60ဆိုပြီးတော့ထွက်တယ်ဗျဒါဆိုရင်ကျွန်တော်ဒီလုံးပိုင်းဆဲလေးရက်ထပ်ပြီးရင်3ရက်1ရက်ဒီရ9ရက်ပေါ့နော်ဒီ3လုံးပေါင်းချင်းဒီ6ဖြစ်လို့ကျွန်တော်တို့6ပိုင်းအထပ်ပေးမှလာပေါ့နော်6ဒီကျွန်တော်ပျောက်ကင်းနေဖြစ်တာဖြစ်တဲ့အတွက်တော့ကျွန်တော်တို့တက်ပြီးတော့မကြက်ဘူးပေါ့နော် ဒါပေမဲ့ပြောတော့မရောက်ပေါ့နော်ဒီမှာတော့ကျွန်တော်တို့ဒီသုံးလုံးပေါင်းချင်းဒီကျွန်တော်တို့လုံးပိုင်းလေးပြနေတာတွေ့ရတယ်ဒီအပေါ်ပြင်မှာတော့ကျွန်တော်တို့နက်ခတ်ပါယူမရမှာပေါ့နော်ဒီမှာဆိုကျွန်တော်တို့9ရက်8ရက်9ရက်ပေါ့နော်ဒီသုံးလုံးပေါင်းချင်းဒီနှစ်ဖြစ်လို့ရောဒီမှာနှစ်ပိုင်းမပေးဘူးနှစ်နက်ခတ်၄ဆိုပြီးတော့ယူမရမှာပေါ့နော်ဒီအောက်မှာတော့ကျွန်တော်တို့ပေါင်းချင်းလေးဒီလုံးမှန်ပြေးလာတာတွေ့ရတယ်ဒါဆိုရင်ကျွန်တော်ဒီမှာ3 1 ငါပေါ့နော်ဒီ၃လုံးပေါင်းချင်း၉ဖြစ်လို့၉ပိုင်ရပေးမှာလာပေါ့နော်ဒေါ်မင်းကပိုင်ရရင်လိုင်းပေါ်တက်မလားမလားတဲ့ကိုယ်တိုင်ထိုးမှာပေါ့တဲ့အစဲပဲခံမလဲတဲ့ကျွန်တော်ကအပိုင်ရရင်လည်းပေးမှာပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ကတကယ်လို့အကိုမတို့ကျွန်တော်ပေးလိုက်တဲ့ခဏန်းတီလေတကယ်လို့ပေါက်သွားရင်လည်းကျွန်တော်ယောရတာမဟုတ်ဘူးပေါ့နော်ဒါကြောင့်မို့ကျွန်တော်ကအပိုင်ရရင်လည်းကိုမတို့ပေးမှာဖြစ်ပါလေဗျဟုတ်ကဲ့ပါကျွန်တော်ရှင်းပြလေးနားလည်မယ်လို့ထင်တယ်ပေါ့နော်ကျွန်တော်ကတော့ 2438ခွန်ဆိုတဲ့ခဏငါးလုံးကိုမယ်အခွင့်ခံလိုက်မယ်ပေါ့နော်ဘရိတ်ဒီတော့ကျွန်တော်တို့39ခွန်ဘရိတ်ရှိထားတာဖြစ်တဲ့ဘရိတ်လိုင်းရဆက်မှန်မယ်ဆိုရင်39ခွန်ဘရိတ်ပေါ့နော်ဒီ39ခွန်ဘရိတ်မှာမှကျွန်တော်တို့ခွန်ဘရိတ်ဒီတော့ main ပေးနေတာတွေ့ရတယ်ဗျအားလုံးပဲနားလည်မယ်လို့ထင်တယ်ပေါ့နော်ကြိုက်နှစ်သက်ရင်တော့အသုံးပါဗျကျွန်တော်နောက်ထပ်ဖြစ်သွားနိုင်ရင်တော့မထက်မထက်ပါဘူးပေါ့နော်ကျွန်တော်ဒီရက်ခွေပဲပေးလိုက်မယ်ဗျ ျွန်တော်ကဒီ2 4 3 8ခွင့်ခွေရင်ကျွန်တော်တို့ကကဏန်းဒီ10ခွက်ထွက်မှာပေါ့နော်အဲ့လိုမှမဟုတ်ဖယ်နဲ့အကိုမတို့ကလည်းကျွန်တော်ပြောထားတဲ့3ည5ခွင့် brain နဲ့ပဲကန့်ညီရလေးကိုရွေးထိုးမယ်ဆိုရင်တော့ကျွန်တော်တို့2 3 2 8 4 3ခွင့်8ဆိုပြီးတော့ပဲကျွန်တော်တို့ဦးစားပေးထိုးရမှာပေါ့နော်ကိုဦးလည်း3ည5ခွင့် brain မှန်ရင်ပောက်တယ်တဲ့ဟုတ်ကဲ့ပါပဲနော်ဆက်ပြီးတော့မှန်ပါစေလို့ကျွန်တော်လည်းဆုတောင်းပေးပါတယ်ဗျာကျွန်တော်တို့66 plate ထွက်ထားခြင်းကြောင့်ဒီဘက်မှာလည်း3ည plate 4 plate ရှိတယ်ပေါ့နော် ဒါဆိုရင်ကျွန်တော်တို့မနက်မှာလည်းတုံညာပရိတ်ကတွေ့ထားတာဖြစ်တဲ့အတွက်တုံညာပရိတ်တီတော့ပိုပြီးကောင်းနိုင်တယ်ပေါ့နော်ဟုတ်ကဲ့ပါအားလုံးပဲကျွန်တော်လိုက်ကိုဒီမှာပဲရနာခွင့်ပြုပါဗျကျွန်တော်တွေ့ပြတဲ့ခဏလေးဒီပေါက်ကဏ္ဍလေးဖြစ်ပါသေးဗျအကိုမတို့ကြိုက်တဲ့ခဏတီလည်းတလင်းလာဖွင့်နေ7နှစ်တမီနစ်ခဏနဲ့ထွက်ထတူကြပါသေးလို့ကျွန်တော်ဆုတောင်းပေးပါတယ်ဗျကိုပိုချိုင်းနဲ့ဘယ်နည်းအတွက်လဲတဲ့ဟိုပေါ့နော်မနက်ဖြန်တနင်္လာဖွင့်နေ7နှစ်တမီနစ်အတွက်တူဒီကဏ္ဍမှာဗျ ဟုတ်ကဲ့ပါကျွန်တော်လိုက်ကိုကြည့်ရှုအားပေးခဲ့ကြသူတိုင်းစိတ်ချမ်းသာခြင်းကိုဤကျဲမာခြင်းနဲ့လည်းပြည့်စုံကြပါစေဗျာတူဒီကိုထိုးတိုင်းပေါက်ပြီးတော့တပတ်တပတ်အမြတ်တွေရပါစေလို့လည်းကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ channel ကို subscribe နဲ့တည်းတဲ့ကိုမလေးကလည်း subscribe နဲ့ပေးဖို့တောင်းဆိုပါတယ်အားလုံးပဲကြံကောင်းကြပါစေဗျာအောင်းသိတဲ့ဟုတ်လို့လားကိုတဲ့ဒီမှာတော့ကျွန်တော်တွက်ဆိုင်လေးနဲ့တွက်ပြပေးတာဖြစ်တယ်ပေါ့နော် ဆိုမင်းနိုင်နေကျေးဇူးပါတဲ့စိတ်လေးလေးကြိုက်တယ်ဗျာအဲ့ဒါဟုတ်ကဲ့ပါဗျာနော်အားလုံးပဲကြံကောင်းပါသေးဗျာဘိုင်းဘိုင်း see you ပါအားလုံးပဲဟုတ်